ကျွန်တော်တော့ဗျာတခွန်းနဲ့ပြောရင်ဘာဖြစ်ချင်တာလဲအဲ့ဒါကျွန်တော်မေးရတော့ဗျာကိုကျွန်တော်တို့ကဘာလုပ်မယ်ဆိုတာတက်ကိုအရင်ဆုံးဘာဖြစ်ချင်တာလဲဆိုတဲ့ဟာကိုရှင်းရှင်းလင်းလင်းရုပ်ပြချက်ရှိဖို့လိုတယ်ပြီးတော့မှဖြစ်ချင်တဲ့ဟာကိုဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းကိုဆက်သွားဖို့လိုတယ်ဆိုတော့အဲ့ဒါလိုမဟုတ်ဘဲနဲ့ရုပ်ောက်ပွဲဆန့်ကျင်တယ်ရုပ်ောက်ပွဲကလည်းမပြည့်ဘူးပြီးတဲ့ခါကျတော့ရလက်ကကိုလိုချင်တဲ့ရလက်လည်းမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တခွန်းနဲ့မေးရမှာဘာဖြစ်ချင်တာလဲလို့ကျွန်တော်မေးရလိမ့်မယ်ဟုတ်ဒါကတော့ဟလာဟိုသဘောတော့ကွဲလွဲလို့ရတယ် ို့တော့ကျွန်တော်လည်းဒီမိကုန်းတော့မရလိမ့်မယ်။ငါတို့ဘာဖြစ်ချင်တာလဲ။လက်နက်ကင်နီလန်းကလည်းကျွန်တော်တို့ကြိုးဝင်ဒီကာလမှာထင်သာမြင်သာဖြစ်နေပြီ။ခုနကစကားပဲကျွန်တော်ထပ်မေးရတယ်။ဘာဖြစ်ချင်တာအာသာပြည်တွေတော့မပြောနဲ့တော့။ဘာလို့ကျွန်တော်တို့နိုင်ငံကဖုတ်ဖုတ်ညက်ညက်ကြေးနေပြီ။အဲ့တော့ဒီအချိန်မှာအော်ကျွန်တော်တို့ကြိုက်တာမကြိုက်တာတက်ကိုကျွန်တော်တို့လက်ရှိအခြေအနေကနေပြီးတော့အကောင်းဆုံးဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ စဉ်းစားရတော့စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းကိုရွေးချယ်ပြီးတော်လန်ရေးကိုလုံးဝဆန့်ကျင်တဲ့ပြည်သူပါတီကိုကိုကြီးကတော်လန်ပြည်သူတွေကိုခမည်းတော်ဘာဖြစ်ရှင်နေတာလဲလို့မေကွန်းထုတ်လိုက်ပါတယ်ကိုကိုကြီးဟာစစ်တပ်ရဲ့နေစဉ်ရက်ဆက်ပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေမှုတွေကိုတော့မဝေဖန်ရဲပဲတော်လန်ပြည်သူတွေနဲ့တော်လန်ရေးကောင်းဆောင်တွေကိုရည်ညွှန်းပြီးတော့မကြာခဏဆိုသလိုပြောဆိုဝေဖန်လေးရှိပါတယ် ရွေးကောက်ပွဲရလက်ကိုပေါ်တင်ဖြက်စီးခဲ့တဲ့စစ်တပ်ရဲ့လက်အောက်မှာရွေးကောက်ပွဲဝင်ပြိုင်မှုစိတ်အားထက်သန်နေတာကလည်းကိုကိုကြီးရဲ့ထူးဆန်းတဲ့ယူသွမှုတစ်ခုဖြစ်ပါတယ်။စစ်ဘိုလ်ချုပ်တွေတောင်ကိုကိုကြီးလောက်ရွေးကောက်ပွဲကိုပြည်သူတွေဝင်ရောက်မဲပေးကြဖို့မတိုက်တွန်းမယ်။ကိုကိုကြီးကတော့ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုမဲပေးကြဖို့မဲမပေးရင်စစ်အုပ်ချုပ်ရေးအောက်မှာဆက်နေသွားရမယ်ဆိုတဲ့စကားမျိုးမကြာခဏပြောဆိုလေးရှိပါတယ်။ စစ်တပ်နဲ့ပူးပေါင်းလုပ်ကံရေးကကောင်းတယ်လို့ပြောပြီးဒေါ်လန်ရဲကိုအမြဲဝေဖန်လေးရှိတဲ့ကိုကိုကြီးကအခုစစ်တပ်ဘက်ကစစ်ရေးခေါင်းထောင်လာချိန်မှာတော်လန်ရေးကိုပြောဆိုတာတွေကအရင်ထက်လေးတန်းမာကျော်လာတာကိုသတိထားမိပါလေရုပ်ပွဲဆန့်ကျင်မယ်ဆိုရင်ဘာလို့မှလဲဆိုတဲ့ဟာလမ်းစဉ်တိတိကျကျရှိဖို့လိုတယ်နောက်တစ်ခုကရုပ်ပွဲကိုဆန့်ကျင်လို့ရုပ်ပွဲကပြက်မာလားဆိုတာကိုလည်းပြန်သုံးသပ်ဖို့လိုတယ်အဲ့တော့ရုပ်ပွဲကမပြက်ဘူးဖြစ်မှာဖြစ်အောင်လဲလုပ်မှာ အဲ့တော့ရွေးကောက်ပွဲကမပြတ်ဘူးရွေးကောက်ပွဲပြီးရလတ်ကိုဘယ်လိုပုံစံဖြစ်စေချင်တယ်လဲဆိုတာရွေးကောက်ပွဲစန့်ကျင်တဲ့သူတွေဘက်ကဒီလေးနဲ့စဉ်းစားဖို့လိုတယ်အဲ့တော့ကျွန်တော်တော့ဗျာတခွန်းနဲ့ပြောရင်ဘာဖြစ်ချင်တာလဲအဲ့ဒါကျွန်တော်မေးရတော့ဗျာဟိုကျွန်တော်တို့ကဘာလုပ်မယ်ဆိုတာတက်ကိုအရင်ဆုံးဘာဖြစ်ချင်တာလဲဆိုတဲ့ဟာကိုရှင်းရှင်းလင်းလင်းစုပ်ပြတ်ချက်ရှိဖို့လိုတယ်ပြီးတော့မှဖြစ်ချင်တဲ့ဟာကိုဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းကိုဆက်သွားဖို့လိုတယ်အဲ့တော့ရွေးကောက်ပွဲက ဖြတ်မယ်မပြက်ဘူးဘာလို့လဲဖြစ်သွားပြီအဲ့ဒီရလက်ကိုဘလို့ဖြစ်စေချင်တယ်စကလုံးအနေနဲ့ပြောတာလွယ်တယ်အနိုင်ရတော့ရောဘာထူးလို့လဲဆိုတာမျိုးပြောရင်တကယ်တကယ်ကျွန်တော်ပြောစရာညားရှိတယ်ဗမာပြည်နိုင်ငံရေးသမိုင်းမှာအတိုက်ခံပထမဆုံးအာဏာရတာဒီရွက်ကောက်ကနီလန်းနဲ့ရတာလက်နက်ကင်နီလန်းနဲ့ရတာမဟုတ်ဘူးဒါကျွန်တော်တို့ကရှင်းရှင်းလင်းလင်းနဲ့နားလည်ဖို့လိုတယ်ဆိုတော့ဟုတ်ပြီအနိုင်ရပြီးတဲ့အချိန်မှာတချို့ ဟလာကျွန်တော်တို့အရဖက်စစ်ဖက်ဆက်ဆံရေးတိုင်းသားတွေနဲ့ဆက်ဆံရေးမဟာမိတ်တွေနဲ့ဆက်ဆံရေးအဲ့ဓာ၄ကိုပြည့်ပြည့်စုံစုံပြန်ပြီးတော့သုံးသပ်ပြီးတော့မှတ်သားလျင်နီလန်းကိုချမှတ်ဖို့လိုတယ်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ရေကောက်ပွဲဆက်ကျင်တယ်ရေကောက်ပွဲကလည်းမပြည့်ဘူးပြီးတဲ့ခါကျတော့ရလက်ကကိုလူကျင်တဲ့ရလက်လည်းမဟုတ်ဘူးဆိုရင်တော့ကျွန်တော်တခွန်းနဲ့မေးရမှာဘာဖြစ်တင်တာလဲလို့ကျွန်တော်မေးရလိမ့်မယ်ဟုတ်ဒါကတော့ဟလာဟိုသဘောတော့ကွဲလွဲလို့ရတယ်သို့တော့ ကျွန်တော်လည်းဒီမေးခွန်းတော့မေးရလိမ့်မယ်။ငါတို့ဘာဖြစ်ချင်တာလဲ။ဒါကတော့ဒီရွေးကောက်ပွဲကိုကန့်ကွက်ဆန့်ကျင်မဲ့အင်အားစုတွေကိုတွက်ကိုသတင်းစကားပေါ့နော်ဒီလိုကျွန်တော်နားလဲပါတယ်။ဒါပေမဲ့အခုလက်တွေ့ရွေးကောက်ပွဲကလောက်တော့မယ်မဲပေးရတော့မယ်။မဲပေးတဲ့သူထွက်မလာရင်ပြီးခံပြုတ်အောင်မဲရမယ်။ဥက္ကိုကြီးဆိုဘလို့မှရှင်းနိုင်မှာမဟုတ်ဘူး။အဲ့တော့မဲပေးမဲ့သူတွေမဲဆန္ဒရှင်တွေမဲပေးလအောင်ဘလို့လုပ်မလဲ။အခုအခုကျွန်တော်ပြောသလိုပဲပေါ့။ကျွန်တော်တို့ကကြတော့ဒီရွေးကောက်ပွဲက မဖြစ်ဖြစ်အောင်လုပ်မဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မဲဆန္ဒရှင်တွေကမဲပေးပြစ်အောင်ပေးပါဟဲ့လားကိုကိုကိုစားပြုနိုင်မဲ့ဟဲ့လားကိုဖြစ်စေခြင်းနဲ့ကိုရဲ့အတန်တွေကိုတည်ဆောင်ပေးနိုင်မဲ့သူတွေကိုရွေးချယ်ပါဒါကျွန်တော်ကဒါမဲဆန္ဒရှင်တွေကိုပဲအဓိကဥတီပြီးတော့ကျွန်တော်တို့တိုက်တွန်းရမယ်ပြောရမယ်မဟုတ်ရင်နောက်တော့၅နှစ်တက်တန်းသည်ကိုမဆုံးဖြတ်ရဘဲနဲ့ကိုမရွေးချယ်ရဘဲနဲ့သူများရွေးချယ်တဲ့ဆုံးဖြတ်တဲ့ရလတ်ကိုကျွန်တော်တို့ကနောက်ထပ်၅နှစ် ပြင်ဆင်ရအောင်အဲ့တော့တခါလေကျတော့ကျွန်တော်တို့နိုင်ငံရေးမှာဟလာတယ်ဟိုပဂရိတရားဆိုတာကကိုကြိုက်ကြိုက်မကြိုက်ကြိုက်ဖြစ်နေတာအဲ့တော့သို့တော့ကိုယ့်ရဲ့အားစိတ်ထုံးမှုမှန်မှန်ကန်ကန်လုပ်နိုင်ရင်ရလက်ကိုဟလာအတိုင်းအတာတစ်ခုတည်းကျွန်တော်ကပြောင်းလဲနိုင်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့အားစိတ်ထုံးမှုကျွန်တော်တို့ရဲ့သဘောထားစန္ဒမပါတဲ့ရလက်တစ်ခုကိုကျွန်တော်တို့ရင်ဆိုင်ရမယ်လက်ခံရမယ်ဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်ကလေခုနက မဲပေးမဲ့ပြည်သူတွေကိုမဲပေးပြည့်အောင်ပေးပါเนาะအဲ့တော့ကိုယ့်ရဲ့အခွင့်အရေးကိုမိမိရရအသုံးချပါလို့ကျွန်တော်ကတော့အဓိကဒါပဲတိုက်တွန်းချက်တကုရှိတယ်ဒါမဟုတ်ရင်ဘာလဲလို့ကျွန်တော်ကမေးရပါလိမ့်အခုကာလမှာတော့တချို့အရင်မှာကျွန်တော်နည်းနည်းပုံပုံလင်းလင်းတော့ပြောမှာဖြစ်တော့မယ်ရုပ်ောက်ပွဲဖြစ်မယ်မပြက်ဘူးလက်နက်ကင်နီလန်အားကျွန်တော်တို့တစ်တုံညာနှစ်ခေါင်းကနေစပြီးတော့အရန်ကိုကျွန်တော်တို့အားရတက်ပြီးတော့တခါလေးဖြစ်ခဲ့တာအခုနေချင်းတွေကိုပြန်ကြည့်ပြန်စဉ်းစားအဲ့တော့လက်နဲ့ကင်နီလန်းနဲ့ ရွေးကောက်ပွဲလဲမလုပ်ဘဲနဲ့ရွေးကောက်ပွဲလဲမရှိတော့ဘဲနဲ့လက်နက်ကင်နီလန်းနဲ့အပြေထွက်မလားဆိုတာရှင်းနေပြီမြင်သာထင်သာဖြစ်နေပြီကျွန်တော်ပြောတာတော့အဲ့ဒီအခြေအနေမှာမှထပ်ပြီးတော့ရွေးကောက်ပွဲနီလန်းကိုဆန့်ကျင်ကြလက်နက်ကင်နီလန်းကလည်းကျွန်တော်တို့ကြိုးဝင်ဒီကာလမှာထင်သာမြင်သာဖြစ်နေပြီခုနကစကားပဲကျွန်တော်ထပ်မေးရတယ်ဘာဖြစ်ချင်တာအသာပြေတွေတော့မပြောနဲ့တော့ဘာလို့ကျွန်တော်တို့နိုင်ငံကဖုတ်ဖို့ညံ့ညက်ကြနေပြီအဲ့တော့ဒီအချိန်မှာ ဟာကျွန်တော်တို့ကြိုက်တာမကြိုက်တာတက်ကိုကျွန်တော်တို့လက်ရှိအခြေအနေကနေပြီးတော့အကောင်းဆုံးဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်တို့စဉ်းစားရတော့ကိုပြောချင်တာကနိုင်ငံရေးဆိုတာကိုယုံကြည်တာကိုလုပ်ကြတာပဲဒါပေမဲ့ရလက်ကိုအခြေခံတဲ့ရလက်ကိုဥတီတဲ့ဆုံးဖြတ်ချက်တွေတော့ဖြစ်ဖို့လိုဟုတ်ကဲ့အဲ့တော့ယူကောက်ပွဲဝင်တော့မှဖြစ်တဲ့ပြည်သူ့ပါတီအနေနဲ့အခုမဲဆွဲစည်းဝေးလည်းစနေပြီဆိုတော့ဒီလက်ရှိအချိန်လေးမှာမဲဆန္ဒရှင်ပြည်သူတွေရောတော်လိုင်းအင်အားစုတွေဘက်ကိုပြောချင်တဲ့ message ခိမယ်ဆိုရင်ပါများပြောကြင်လဲဗျနောက်ဆုံးနေနဲ့ပြောဖို့ပေါ့ဟုတ်ကဲ့ပါကျွန်တော်ပြောကြင်တာတက်ကိုကျွန်တော်ကမေးကြင်တာခင်ဗျားတို့ဘာဖြစ်ချင်ကြတာလဲဆိုတဲ့မေးခွန်းကိုပဲထပ်ခါတက်လေးလဲကျွန်တော်မေးကြင်ပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်ဖြစ်ချင်တာကတော့ပြောရင်ရွေးကောက်ပွဲကမဖြစ်ဖြစ်အောင်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲကိုမဲပေးကြပါအဲ့တော့မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့၅နှစ်တာကိုယ့်ရဲ့အနာဂတ်အတွက်ကိုကိုဖြစ်စီခြင်းနဲ့ကိုကိုကိုစားပြုနိုင်မဲ့ နောက်နိုင်ငံရဲ့အပြောင်းအလဲကိုလက်တွေ့ကျကျပေါ်ဆောင်ပေးနိုင်မဲ့ပြည်သူပါတီကိုမဲပေးကြပါလို့ကျွန်တော်တို့အဓိကတိုက်တွန်းချင်ပါတယ်ကွာဟုတ်ကဲ့ဥပဒေကျေးဇူးတင်ပါတယ်ပါတီရဲ့မူဝါဒပိုင်းဆိုင်ရာအစရွေးကောက်ပွဲဝင်မဲ့အခင်းချင်းရွေးကောက်ပွဲလွန်အခြေအနေအားလုံးကိုအခုလိုမျိုးအသေးစိတ်ရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်အောင်မြင်ပါစေလို့ဆန္ဒပြုပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ